โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲလေးပါကျွန်တော်ချင်းမိတ်ဆိုတန်ကျစ်ဆိုပါတယ်ကျွန်တော်ဒီကိုးချိန်မှာကျွန်တော်တို့ဒါ99%လောက်ကျွန်တော်တို့ဒါထိုးတင်နေကနာမှာเนาะကျွန်တော်ချင်းမိတ်ဆိုတွေကိုပြင်ကတ်သွားဖြစ်ပါတယ်ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရှစ်ချိန်ကပါเนาะကျွန်တော်တို့ဒါတော်တော်လေးကိုကျွန်တော်တို့နောက်နိုင်ရခဲ့ပါဘယ်လိုနောက်နိုင်ရခဲ့လဲဆိုတော့ကျွန်တော်ကျွန်တော်ထုတ်ပြလိုက်တဲ့ကနန်းကเนาะပေါက်ကနန်းနဲ့လွှဲချော်သွားတာပေါ့เนาะလွှဲချော်သွားတာ ကျွန်တော်ဒီမှာသုံးလုံးပိုင်ရတယ်ကျွန်တော်တို့တိကျပေါ့အောင်ခဲ့တယ်ပေါ့နော်ကျွန်တော်ပြခဲ့တယ်စိုက်ပေါ့နော်ဒီနှလုံးပေါင်းကြီး9နဲ့ဒီသုံးလုံးပေါင်းကြီး6နဲ့9နဲ့6နဲ့ပေါင်းသုံးလုံးပိုင်ပေါ့နော်ကျွန်တော်အဲ့ဒီစိုက်ကိုလည်းကျွန်တော်အောင်အောင်မြင်မြင်နဲ့သုံးလုံးပိုင်ပြခဲ့တယ်ဒါပေမဲ့နောက်ပိတ်စိုက်နဲ့ထွက်သွားတာပေါ့နော်အဲ့ဒီမှာပဲကျွန်တော်တို့နောက်ဒီစိုက်တယ်မှာပဲကျွန်တော် break 9နဲ့ပတ်သက်ပြီးတော့နော်69 complete ကိုကျွန်တော်ဒီဒီပြန်မှာကျွန်တော်အပိုင်ခံခဲ့တာနော်9 break ကိုကျွန်တော်10 break နဲ့9 break နဲ့ကျွန်တော်အပိုင်ခံရဲ့ ရှစ်လုံးပိုင်းနော်ကျွန်တော်ရှစ်လုံးပိုင်းကိုပဲဟာသွားပြီးတော့ထားလိုက်ကျွန်တော်တင်ဆက်ပြလိုက်ချင်ပါနော်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်တို့ခံစားရပါနော်ဒီတစ်ပတ်မှာကျွန်တော်အကောင်းဆုံးကျွန်တော်ချင်းမေးဆွေတို့ကျွန်တော်ဗီဒီယိုသုံးပုတ်တင်ပေးမယ်အဲ့ဒီစာတီထဲမှာအကောင်းဆုံးကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခွင်လေးကတော့ဒီတစ်ပတ်တော့ကျွန်တော်တို့အောင်မြင်မှုကျွန်တော်တော့စိတ်ချတာပဲဗျာတော်တော်လေးကိုယုံကြည်တာတော့နော် ဟုတ်ကဲ့ကျွန်တော်ပထမဆုံးကျွန်တော်တို့ဒီအောင်မြင်ခဲ့တဲ့လုံးပိုင် site ကိုကျွန်တော်ဆက်အဆက်မှာထပ်သွားမှာเนาะဒီအောင်မြင်ခဲ့တဲ့ဒီဒီသုံးလုံးပိုင် site ပါเนาะသုံးလုံးပိုင် site ကိုထပ်သွားမှာဖြစ်ပါဘူးကပြီးခဲ့တဲ့ပင်မှာပါเนาะကျွန်တော်ပြခဲ့တယ်ဒီနောက်နှလုံးပေါင်းခြင်း၃ပေါ့ sorry sorry ပါဒီနောက်နှလုံးပေါင်းခြင်း9နဲ့ဒီသုံးလုံးပေါင်းခြင်း6နဲ့ပေါ့เนาะကျွန်တော်တို့ပါရလဲဆိုတော့သုံးလုံးပိုင်ရเนาะနောက်လုံးပေါင်းခြင်း1နဲ့ဒီသုံးလုံးပေါင်းခြင်း6နဲ့ပေါ့เนาะ1နဲ့6နဲ့ပေါ့เนาะအာကျွန်တော်တို့9လုံးပိုင်ရတယ် ီသုံးလုံးမှန်ကဒီမှာပိတ်ဆင်ပါနော်ဒီခွန်ကဒီမှာခွန်ပိတ်ဆင်ပါနော်ဒီနော်နော်လုံးမောင်းကြီးထောက်ခွန်နဲ့ဒီသုံးလုံးမောင်းကြီးကားနဲ့ပေါ့နော်ကျွန်တော်တို့ပါတယ်ခွန်နဲ့ကားနဲ့ပေါ့နှစ်လုံးမှန်အဲ့ဒီနှစ်ကြတော့သူကထိတ်စည်းမှာကြာပြီနော်အပိတ်နှစ်ချက်ရိုက်တယ်ထိတ်တစ်ချက်ရိုက်ပါနောက်တစ်ကက်ကကြတော့ကျွန်တော်ဒီနော်လုံးမောင်းကြီးသုံးညာနဲ့ဒီသုံးလုံးမောင်းကြီးသုံးနဲ့ပေါ့နော်ကျွန်တော်ဒါသုံးလုံးမှန်အဲ့သုံးလုံးမှန်သုံးထိတ်တယ်ကြသူကအပိတ်အပိတ်ထိတ်ထိတ်ဆိုတော့နှစ်ချက်နှစ်ချက်ရိုက်ပါတယ် ဒီလိုမှကျွန်တော်တို့ကခါခါရိုက်မလားเนาะခါခါရိုက်မယ်ဆိုကျွန်တော်ဆက်ပြီးကြည့်အောင်နောက်လုံးမုံကြီးလင်းနေဒီသုံးလုံးမုံကြီးနှစ်နေလင်းနေဒီရနှစ်နေပေါ့เนาะကျွန်တော်တို့ဒီဘက်မှာ6လုံးပိုင်းပါဗျာเนาะ6လုံးပိုင်းကိုကျွန်တော်တို့ခါမှာခိုင်မှာဖြစ်ပါเนาะခါမှာခိုင်မှာဖြစ်ပါ6လုံးပိုင်းကိုကျွန်တော်ဒါခါမှာခိုင်မှာဖြစ်ပါတယ်ဒီဆိုင်ပေါ့เนาะဒီကနေ့ဗီဒီယိုဖိုင်နေမှာလည်းကျွန်တော်ပြခဲ့တယ်ဗောနလုံးပိုင်း သုံးလုံးမှန်တာသူကထပ်ကြော်တော့သုံးလုံးမှန်ထပ်သွားတယ်ပြီးကီးပါသူကထပ်သွားတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကအောင်မြင်မှုနဲ့ပဲချော်သွားတာနော်ကီးတွေကိုကျွန်တော်တို့ဒီလုံးမှန် site တွေပေါ်ကတစ်လုံးနဲ့ဖြစ်သွားတယ်သုံးတစ်လုံးနဲ့ဖြစ်သွားတယ်ကြောင့်ကျွန်တော်တို့အောင်မြင်မှုနဲ့လွဲချော်ပေးရတာပေါ့နော်ကျွန်တော်နောက်တဲ့ site ကပြီးခဲ့တဲ့ပတ်ကလည်းလုံးမှန်ပေါ့နော်ကျွန်တော်ပြခဲ့တယ်ဒီသုံးလုံးမှန်ချင်းခွန်ခွန်နဲ့ဒီကခွန်ထားနေပေါ့လေးလေးလုံးမှန်အဲ့လေးလုံးမှန်ပိတ်ရိုက် ီတော့လုံးမောင်းချင်း complaint နဲ့ဒီက6ခါနဲ့ပေါင်းရင်6လောက်မယ်အမှ6ခါဒီတော့လုံးမောင်းချင်း1နဲ့ဒီက6ခါနဲ့ပေါင်းရင်ခွန်လုံးမယ်အဲ့ဒီမှာ complaint ဒီတော့လုံးမောင်းချင်း4နဲ့8ခါနဲ့ပေါင်းရင်1လုံးမယ်အဲ့ဒီမှာ2ခါဒီတော့လုံးမောင်းချင်း1နဲ့ကျွန်တော်ဒီ2ခါနဲ့ပေါင်းရင်အဲ့မှာ3လုံးမယ်အဲ့ဒီမှာ3လုံးမယ်နော်ပြီးကြတဲ့ဘက်ကဒီ3လုံးပိုင်းကျွန်တော်တို့ကြီးရဲ့အပူဖြစ်သွားတဲ့အတွက်ကြောင့်ဒါကျွန်တော်3 3ပူစားလိုက်တော့နော်အဲ့မှာအောင်မြင်မှုနဲ့လွဲသွားတာနော် ီကောင်ကဘလို့ပေးထားတယ်တပင်2ပင်3ပင်4ပင်5ပင်5ပင်ဒီတပင်မှာကျွန်တော်တို့ဒီတကက်ပါထည့်ရရမယ်ဒါ6ကက်ပေါ့နော်ကျွန်တော်တို့ဒါ6ကက်ထိပေးမလားပေါ့နော်ဒီ3လုံးမောင်းချင်းတက်နေဒီရှစ်ကားနဲ့ပေါင်းချင်းက9လုံးမှန်9လုံးမှန်ဒီ9နဲ့6လုံးမှန်လေကျွန်တော်ဒါအဓိကဒီ9လုံးမှန်ကတော့ကျွန်တော်နည်းနည်းအားနေသွားပြီပေါ့နော်ဒါအားနေသွားပြီဆိုပေမဲ့လည်းကျွန်တော်အရင်နေလိုက်ကစားပါပေါ့နော်6လုံးမှန်အဓိကမိန်နဲ့ကစားမှာဖြစ်ပါ ိုးလုံးမိုင်ကိုကျွန်တော်ဘာကြောင့်ကြိုက်ရတယ်လဲဆိုရင်ဆက်ပြီးကိုးလုံးမိုင်မှာအားနေတယ်ဆိုမှလည်းသူရဲ့အားတကြိုက်ဘူးလို့ပါလဲဆိုတော့ဒီပြန်နေစလာတယ်နော်၃ဒီပြန်မှာ၄သူကစီနီယာလိုက်ဆင်းလာနော်မှန်ငါလုံးမိုင်နော်မချောမကွန်မရှိဒီချိန်မှာဆိုတော့ကျွန်တော်တို့ကိုးလုံးမိုင်နော်ကိုးလုံးမိုင် ဒီကိုကကျွန်တော်ထိတ်စီးကိုစားခြင်းပါเนาะထိတ်စီးကိုရိုက်လာခဲ့မယ်ဆိုရင်เนาะကိုထိတ်စီးကိုထိတ်စီး6ခါပါเนาะသူကဒီကိုဆိုင်ကလည်းရှော့တလို့မရဘူးဆိုတာပါเนาะဒီမှာဒီပင်းနေစားပြီးတော့စီလိုက်စင်လာတော့3လုံးမှ4လုံးမှ5လုံးမှ6လုံးမှ7လုံးမှ8လုံးမှ9လုံးမှဆိုတော့တော့ကြိုက်မှာပါเนาะအဲကြောင့်ကျွန်တော်တို့ကဒီကို6အတွဲကိုအဓိက main အနေနဲ့ကျွန်တော်3ခွက်ထုတ်သွားပြီးမှဖြစ်ပါတယ်เนาะအဲကြောင့်3ခွက်လို့ပြောရတယ်ဆိုရင်ကျွန်တော်မတိမဖြစ် เนาะကျွန်တော်အမြဲတမ်းပြောတယ်တဲထိုးရင်ဒီကီးတွေနဲ့လွတ်ပြီးတော့မထိုးရနဲ့လို့ကျွန်တော်အမြဲပြောရပါတော့เนาะ sorry ကျွန်တော်ဒီခါးနှလုံးပေါင်းပါเนาะဒီကီးကဒါမတိမဖြစ်ကီးပေါ့เนาะမတိရင်မထိုးတဲ့ကီးပေါ့เนาะဒီခါးနှလုံးပေါင်းကြီးကုန်တော့အဲ့ဒီခုံကိုကျွန်တော်နှစ်ပွင့်တိုးလိုက်ကိုကိုကိုတပွင့်တိုးတော့ညက် ဒီမှာမှာနှစ်ပွင့်ပဲတို့ဒီမှာဒုပွင့်တို့ရနော်ကွန်ကိုတို့ညာအထီထွားဒီခါနှလုံးပေါင်းကြီး6ဟုတ်ကလာတဲ့စီမပြေဘူးနော်မဲနေပဲခြားလိုက်6ဟုတ်ဒီခါနှလုံးပေါင်းကြီး6ဟုတ်6နှစ်ပွင့်တို့ရှဲတဲ့ရှစ်ကိုဒုပွင့်တို့တော့9တဲ့6 8ကိုအဲ့ဒီမှာလည်း6လုံးပါနော်ဒီ9နဲ့6နဲ့နှလုံးပေါင်းကြီး9တဲ့ ငါးခုနှစ်ပွင့်တို့တော့ခွန်နဲ့ငါးခွန်ကိုတစ်ပွင့်တို့တော့ရှစ်ငါးခွန်ရှစ်ကြီးအဲ့ဒီမှာခွန်ရှစ်နှလုံးပါတော့နော်6နဲ့7နဲ့ပေါ့လေးတဲ့ဒီနှစ်ပွင့်တို့6 6တစ်ပွင့်တို့ခွန်နဲ့လေး6ပေါ့အဲ့ဒီမှာခွန်တစ်လုံးချပေးသွားတယ်နော်ဒီနှလုံးပေါင်းရင်၃ညာတဲ့၃ညာနှစ်ပွင့်တို့တော့နှစ်တစ်ပွင့်တို့၃နဲ့၃ညာ2 3ကြီးအဲ့ဒီမှာ3တစ်လုံးပါပါတော့နော်ကျွန်တော်ချပေးသွားဒီကမ်းမှာလဲကျွန်တော်က7နဲ့2နဲ့ပေါ်နေရတယ်၃ညာပြန်မယ်တဲ့ 3ည2 3အဲ့ဒါကျွန်တော်တို့ကီးဒီ3ည2 3ကီးကထိထိုးရမယ်ကျွန်တော်တို့က6 6အတွင်းနဲ့လား3ည2 3နော်ဒါဝင်ကျွန်တော်ဘယ်နဲ့ကွက်ရအောင်3ကွက်ပါနော်6 6 3ည6 6 2 6 6 3နော်အဓိကအဓိကထိုးရမယ်အဓိကအဓိကကဏ္ဍပါနော်အဓိကထိုးရမယ်ကဏ္ဍ ဒီ၃ဘက်ဖြစ်ပါတယ်နော်963 963နဲ့963အဲ့ဒီမှာမှကျွန်တော်ကဒီ9ကိုကျွန်တော်အားနည်းလို့ကျွန်တော်မျှော်လင့်ထားတာနော်ကဲ9အားနည်းခဲ့မယ်ဆိုရင်ကျွန်တော်က6လုံးပိုင်းနဲ့ဒီ3923ကီနဲ့ကိုကျွန်တော်ကတွဲကစားချင်တာနော်ကျွန်တော်ဒီမှာ6လုံးပိုင်း3ညတွေ6လုံးပိုင်း2တွေ6လုံးပိုင်း3တွေပေါ့နော် ချောက်လုံးမိုင်သုံးရအတွက်ချောက်လုံးမိုင်အတွက်ချောက်လုံးမိုင်သုံးအတွက်ပေါ့နော်ကျွန်တော်ရေပရိတ်ဆိုင်ကဒီမှာခွန်ဘရိတ်ငါဘရိတ်လီဘရိတ်သုံးဘရိတ်ပေါ့နော်ဒီဘရိတ်ဒါဒီဘရိတ်ဆိုင်ကျွန်တော်ကစားမှာဖြစ်ပါဒီကိုးချိန်မှာပေါ့နော်ဒီကိုးချိန်မှာဒီဒီဘရိတ်ဆိုင်ကိုကျွန်တော်ကစားမှာဖြစ်ပါဒါကျွန်တော်ချင်းမိတွေ့ကျွန်တော်တို့ဒါအကွက်များများနဲ့ပေါ့နော်ပေါက်လဲပေါက်ချင်တဲ့အကွက်များများလေးနဲ့ကျွန်တော်တို့ဒါ ပေါက်ကနန်းပါကြတာကျွန်တော်မိတ်ဆွေတွေအတွက်ပေါ့နော်ဒါကျွန်တော်ဒါဒီ break ရှိရင်ကျွန်တော်ကနန်းထုတ်ပြလိုက်ပြောနော် break ကတော့မှပြပါတော့ကျွန်တော် comb break ဆိုတော့တစ်ထိတ်ရှိနော်၉ထိတ်ရှိ၈ထိတ်ရှိဒါတွေဒီလိုကိုကျွန်တော်တို့ဒီမှာကခွန်ဒီမှာက6ဒီ break က8 6ကဒီမှာ6အဲဒီမှာက9ဆိုတာနော်၃ break ဆိုတော့ကျွန်တော်ခွန် ီမှာကငါဒီမှာကကိုဆိုတော့ကျွန်တော်တို့လေးနော်ကျွန်တော်၅ခုလေးသုံး break ပေါ့နော်အဲ့ဒီတော့မှကျွန်တော်ဒီဒီ break ဒီကောင်ဒီကနန်းနဲ့ဒါတိုက်ဆိုင်တဲ့ကံပါပါပေါ့နော်ကိုချောင်းနဲ့ကိုချောက်ပညာနော်ဟုတ်ကဲ့ပါကျွန်တော်ဒါ screen shot ရိုက်တာပေါ့နော်ဒါကျွန်တော်ကိုးကြင်အတွက်ကိုးကြင်တော့ပေါ့နော်ဟုတ်ကဲ့ကျွန်တော် break site ကိုပြမှာဆိုပါနော် price site ကကျွန်တော်တို့ဒါကို6နှစ်အပြည့်အစပြီးတော့သူကပြန်มาရမှာဖြစ်ပါတော့နော် price site ကကောင်းတယ် ျွန်တော်ဒီ6နဲ့6 6နဲ့ဒီ6ထိပ်နဲ့4ပိတ်နဲ့ကျွန်တော်လှမ်းပေါင်းလိုက်လှမ်းပေါင်းလိုက်ပါရလားဆိုတော့ကျွန်တော်တို့က300ပါ300ပါပါက8ဒီ300ရဲ့နှစ်ခါက9 385ဘရိတ်ပေါ့နော်အဲ့ဒီမှာ9ဘရိတ်အောင်ပေါ့နော်နှစ်နှစ်9ဘရိတ်အောင်နောက်တစ်ခါကျွန်တော်တို့ဆက်သွားမှာ8နဲ့3နဲ့ပေါ့တိရပါဝါကကျွန်တော်တို့6တိရနှစ်ခါက8 168ဘရိတ်အဲ့ဒီမှာ9 3 2ဆိုတော့10ဘရိတ်အောင် နောက်တစ်ခါဆက်သွားလိုက်ခွန်ရုံညပောင်းကြည့်ခွန်လုံးနဲ့ခွန်ရင်းပါဝါကနဲ့ခွန်ရင်းနဲ့ကတော့တုံညခွန်နှစ်တုံညပဲဒီမှာ3 3ခွန်ဆိုတော့ခွန်ဘရိတ်ပောင်းတယ်ဒါလည်း၈နဲ့3နဲ့ပောင်းကြည့်1 168ရယ်နော်အဲဒီမှာလဲ68ခွန်ဆိုတော့တစ်ပရိတ်အောင်ပါလေနော်ဒါဆိုရင်ကျွန်တော်တို့ဒီပင်မှာလာတာနှစ်နဲ့ရှင်းနေပါမယ်3ည3ည5ခွန်ပရိတ်နော်3ည5ခွန်ပရိတ် ဒီ305ခွန်ပရိတ်မှာကျွန်တော်တို့က305ပရိတ်ကတတ်တာလေပရိတ်ဖြစ်တယ်လေကျွန်တော်နော်ကျွန်တော်5ခွန်ပရိတ်ကိုထည့်ပေးလာပါတယ်ဟုတ်ကဲ့ပရိတ်ကကျွန်တော်ကတစိုက်တည်းမပြဘူးနော်တော်တဲ့တစိုက်ပါဆက်ပြီးပြမှာဖြစ်ပါတယ်နောက်နေ့စိုက်ကဘယ်လိုလာလဲဆိုရင်နောက်တစိုက်ကကျွန်တော်တို့ဒါပြီးခဲ့တဲ့ပရိတ်ကပုံစံတိုင်းပေါ့နော်ဒီကောင်ကပါဝါနဲ့ကစားမှာဒီကိုထည့် ဒီပင်လာဖမ်းပါဘောနော်ဒီပင်လာဖမ်းပါတပင်ကျော်ဖမ်းတာဘောနော်ဒါကျွန်တော်များပြတာတပင်ကျော်ဖမ်းဒီကိုထိတ်ကိုယူပြီးတော့ကျွန်တော်တို့ကကိုကိုပါပါလေးကိုကိုတပင်တို့တုံညာလေးကိုတပင်တို့ငါနော်ကိုလေးတုံညာငါပဲအဲ့ဒီမှာကျွန်တော်တို့ကငါပဲအောင်နေဒီ brain တစ်ခုရှင်ကြည့်မှာဆိုတော့ငါတစ်လုံးနဲ့တူတာဘောနော်ဒီတစ်လုံးနဲ့တူတယ်ကျွန်တော်ဒီနှစ်တက်နှစ်တက်ကတပင်ကျော်ဒီ complete ကိုဖမ်းမှာဖြစ်ပါနှစ်နှစ်ပေါင်းကခုံးနဲ့နော် နှစ်ကိုတပင်းတို့တော့တော့နဲ့ခွန်ကိုတပင်းတို့ရှစ်တော့နော်နှစ်ခွန်သုံးရှစ်ပြည်ပါနော်အဲ့ဒီမှာ complete အောင်လာနော်ရှစ်ထိတ်တဲ့အဲ့ဒီရှစ်ထိတ်ကတည်းကတပင်းကြောကသားမှာရှစ်ရှစ်ပေါ်ကသုံးမှာနော်ကျွန်တော်တို့ကလာရတဲ့မထင်ကျင်တော့ဖြစ်တယ်မဲရကစားလိုက်ကြရတာပေါ့ဒီ shit တိတ်က shit ပါပါတော့မှာเนาะ ဒီ6ကို window 6ကို3 window 4ပေါ့နော်6 3 4ပဲအဲ့ဒီမှာကကျွန်တော်တို့ကဒီမှာ3ပြိအောင်လာပေါ့နော်ဒီကက်မှာကဒီနှစ်ခုရှင်တွဲဖို့ကမတူပေါ့နော်ခွန်ကြရတယ်ကျွန်တော်ခွန်ထိတ်ဒီခွန်ထိတ်ကတပင်ကြောဒီခွန်ပြိကိုဖမ်းပါလို့ခွန်ခွန်ပေါင်ပါနှစ်8 3เนาะခွန်နှစ်8 3ပြိအဒီမှာကျွန်တော်တို့ကခွန်ပြိအောင်ဒီ3ထိတ်ကလည်းကျွန်တော်တပင်ကြောမှာ3 3ပေါင်ပါ8 3တပင်တို့4 4ကို xích quần đồ cổ của nó xử lý cổ về mà cho nó lý về còn mà nó ta tôi cho nó đi ngã thế đi ngã thế cả này cho nó tập trung mà đi bên của phàm mà nên nó còn là tiếp lấy của phàm mà ngã ngã bảo hòa tự nhà nó đồ quần đồ chọc 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 bảo hòa tiếp nó tự nhà đồ quần đồ tiếp tôi về chọc bảo hòa này đi về nhà em mà ngã tự nhà chọc tiếp em mà đấy tiếp lấy ở này ီမှာဆိုရင်6 tick ရှင်းနဲ့ဒီကောင်နဲ့ဒီကောင်နဲ့တွားပြီးတော့ကိုက်သွားတာပေါ့နော်ဒီပင်မှာဆိုရင်လည်းကျွန်တော်တို့ကနှစ် tick ကိုယူပြီးတော့ဒီလာမယ့်အပင်တော့ပေါ့နော်နှစ် tick ကိုယူပြီးတော့နှစ်ရဲ့ power ကခွန်နဲ့နှစ်ကိုယ်ဝင်ဆို3 3ကိုခွန်ကိုယ်ဝင်ဆို10ပေါ့နော်3ရဲ့ power 10လို့လည်းယူရရနှစ်ခွန်30 break အဲ့ဒီပါနှစ်ခွန်30 break မှာကျွန်တော်တို့တူညီလာလို့ခွန် break ခွန် break ကိုအတူတော့ပေါ့နော်ခွန် break ကိုလည်းအတူတယ် အဲ့ကြတော့ကျွန်တော်တို့ကဒီ3 break ကိုလည်းကျွန်တော်ကြိုက်တယ်အဲ့ကြောင့်မို့လေး break ကပဲလာခဲ့ဆိုတော့လေး break ကကျွန်တော်တီးတန့်ဖန်လာလဲဆိုင်ပါတော့ဒီတော့မှ home break ကအဓိကမင်းပါတော့ home break လေး break 3 break နော်အား break ဒီ break ငါလေးခုကမင်းပါအဲ့မင်းတော့မှ home break ကကျွန်တော်ဒီမှာဒီတွင်ထဲမှာဟာပါပြီးတော့ကိုင်းကြီးတယ်ပေါ့နော် home break ကိုင်းကြီးနေပါလေဟုတ်ကဲ့ဟာ home break နဲ့ပတ်သက်ပြီးတော့ဒီလိုပဲကောင်းနေပါတော့နော် โอเคပါအားလုံးပဲကျွန်တော်ချင်းမေးဆွေးအားလုံးပဲ screen share ရိုက်တာပါနော်အားလုံးအကုတ်လာပါနော်ကျွန်တော်ဒါကိုးခြင်းအတွက်ပါနော်ကိုးခြင်းအတွက်စစ်ချရဲ့ဟာလား2020 2025ပါနော်ကိုးခြင်းအတွက်အားလုံးပဲကုလာပါနောက်ထပ်ပြီးတော့နှစ်ပုတ်စက်တင်ဘာဖြစ်ပါတယ်ကျွန်တော်ချင်းမေးဆွေးအားလုံးပဲကံကောင်းကြပါစေဗျာ